ကဲအခုနောက်ထပ်အနေနဲ့ကတော့ခုနပြောသွားတဲ့အတိုင်းပဲနှင်းစီစက္ကတာဇလန်တွေရိုက်ကူးဖို့အတွက်ပြဿနာတစုံတရာဖြစ်ပေါ်နေတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျာ။အာဒါဆိုလို့ရှိရင်နှင်းစီစက္ကတာဆိုတဲ့ဒီဇလန်တွေအရင်တော့ရိုက်မယ်ဆိုပြီးတော့အတန်နေထွက်လာတယ်။ဟုတ်တယ်ဒီစာနယ်ဇင်းရှင်းလင်းပွဲမှာဆိုလို့ရှိရင်တော့ဒရိုက်တာညိုမင်းတွင်ကနေမှနှင်းစီစက္ကတာရုပ်တံဇလန်တွေနဲ့ပတ်သက်ပြီးတော့ရိုက်ကူးမှုမပြုတ်လို့တော့ဘူးဆိုတဲ့အကြောင်းကိုရှင်းလင်းပြောကြားတောက်ခဲ့ပါတယ်ဗျာ။ဒါဆိုလို့ရှိရင်လောက်ပေါင်းအေးဟေးပြဿနာအခြေခံလေးသိကျင်တယ်ဒီမှာဆိုလို့ရှိရင်တော့ဒါအဓိကအနေနဲ့ကတော့ကိုညိုမင်းလွင်ကနေမှာ ဒီစကားရိုက်ကူးဖို့အတွက်သူ့အနေနဲ့ကန့်လန့်ခံခဲ့ရတာဖြစ်တယ်အဓိကစီစဉ်တဲ့သူကတော့ဇက်လန်းဇက်ညွန်သွန်းနေဆိုဒါစာရေးဆရာတတ်တာကျော်စွာဆိုပြီးတော့လည်းအားလုံးကသိကြတယ်သူ့အနေနဲ့ဒီမှာနေ့စီစကားထားဇက်လန်းတွေအတွက်ရွေးချယ်ထားတဲ့ဒါလူငယ်လေးတွေစီကနေမှငွေချက်၉သိန်းစီတောင်းခံခဲ့တယ်လို့သိရတယ်။ဒီအကြောင်းကိုလည်းဒါကိုညိုမင်းလွင်ကနေမှသူ့အနေနဲ့လုံးဝမသိရှိခဲ့ဘူးဖြစ်တဲ့ဆိုတဲ့အကြောင်းကိုစာနယ်ဇင်းရှင်းလင်းပွဲမှာလည်းပြောပြသွားခဲ့ပါတယ်ဗျာ။အာအာဒါဆိုလို့ရှိရင်ပရိသတ်တွေမပြောနဲ့ကျွန်တော်တော့တော်တော်စိတ်ဝင်စားနေပါပြီ။ဒီတော့ဒါ ဒါတာဝန်ခံတွေလည်း interview လုပ်လာခဲ့မှထင်တယ်ဟုတ်တယ်တာဝန်ခံတွေလည်း interview လုပ်လာတယ်ဒီထဲမှာဆိုလို့ရှိရင်ဒါမန္တလေးမှာပေါ့နော်ဟိုလိုဒီဆက်ဆောင်ရွေးချယ်တဲ့ဒါလူငယ်လေးတွေကလည်းဒီမှာလာရောက်ပြီးတော့ပြောကြခဲ့တယ်ပြီးတော့ဟော driver ညိုမင်းလင်ကလည်းသူ့အနေနဲ့ဒီစကားဘာကြောင့်မရိုက်ကူးတော့ဘူးဆိုတဲ့အကြောင်းတွေပြီးတော့အခုလိုမျိုးပြုတ်လုလိုက်တဲ့လောက်ရက်တွေအရုပ်ရှင်လောကကိုဘလောက်ထိအကျိုးတက်ရောက်မှုတွေဖြစ်ပေါ်စေတယ်ဆိုတဲ့အကြောင်းတွေကိုပါပြောကြခဲ့ပါတယ်ဗျာ ဘွယ်တက်ရောက်ရတဲ့အကြောင်းကတော့အစားတော့တက်ဖို့စီစဉ်မရှိပါဘူးအဲဒါမဲ့ကိုညုံနဲ့တော့ဖေဖော်မှာကျွန်တော်တို့အပြန်လန်စကားပြောပြပါတယ်ပြောပြတဲ့ဆိုဒီလင်းစီစကထားဆိုတော့ကြော်ညာကိုကျွန်တော်တို့တွေးတဲ့အချိန်မှာပေါ့နော်အဲအပေါ်မှာခေါင်းစဉ်တက်ထားတာကြတော့ကိုညုံမင်းလွင်ခေါင်းစဉ်ပေါ့နော်ကျွန်တော်တို့ခံစားခဲ့ရတော့ကတော့ကျွန်တော်တို့ခေါင်းစဉ်တက်ထားတော့ဒိုက်တာဦးမိုက်ဒီပါအဲ့လိုမျိုးဖြစ်မှာကျွန်တော်တို့ဖြစ်လာခဲ့ရင်နောက်ကကလေးတွေကျွန်တော်နောက်မှာကျွန်တော်တို့ခံစားလို့မခံစားရအောင်မို့ကျွန်တော်တို့ကတို့အတိပေးခြင်းရုံမှာ အဲဖြစ်စင်တာတော့အဲကျွန်တော်တို့တားဆီးပေးလို့ရရင်တားဆီးပေးပါတားဆီးပေးလို့အစဉ်ပြေဆိုရင်တော့ကျွန်တော်တို့အခုလိုမချပြလိုက်တဲ့အချိန်မှာနောက်သူဆက်ပြီးတော့မှဖွင့်မဲ့တင်တဲ့နေ့မှာနောက်လူတွေကျွန်တော်တို့လိုမခံစားရအောင်ကျွန်တော်အကောက်ွယ်ပေးခြင်းဒီနေရာလေးကိုကျွန်တော်လာပြီးချင်းဖွင့်ရခြင်းဖြစ်ပါတယ်ဗျာ ကတော့ကျွန်တော်ကဒီဇိုင်းကားကို Driver အဖြစ်နဲ့ရိုက်ကူးဖို့ကမ်းလှမ်းလာတဲ့အပေါ်မှာအရင်တုန်းကသူ့ဇာလန်ကိုရိုက်ခဲ့ဘူးတဲ့လူတယောက်အဖြစ်နဲ့ကျွန်တော်လက်ခံပေးလိုက်တယ်နောက်တရုတ်ဆောင်ရွေးချယ်ပွဲလို့ခေါင်းစဉ်တက်ပြီးတော့ဒိုင်လူကြီးလုတ်ပေးပါလို့ပြောတဲ့အချိန်မှာလည်းပဲတရုတ်ဆောင်ရွေးချယ်ပွဲဆိုတဲ့အတွက်ကျွန်တော်တရုတ်ဆောင်ရွေးချယ်ဖို့လက်ခံလိုက်တယ်ပေါ့နော်တရုတ်ဆောင်တင်တန်းဆိုတဲ့ဟာလုံးဝမူလပြောထားတဲ့အထက်မှာလုံးဝမပါခဲ့ပါဘူးကျွန်တော်ဒီကြော်ညာတွေတွေ့ပြီးတော့ ဘလိုတွေလှုပ်ထားလဲရှင်းရှင်းလင်းလင်းပြောပြပါဆိုပြီးတော့အင်ဂူလာပြခိုင်းခဲ့တဲ့ဟုတ်ကလည်းအင်ဂူလာပေးခဲ့တဲ့စာရွက်နှစ်ရွက်ထဲမှာတရုတ်ဆောင်တင်တန်းဂျေးဆိုတာကိုလုံးဝထည့်မပြောခဲ့ပါဘူးအဲ့ဒါအရေးကြီးပါတယ်သူကရှောက်လာစာရွက်မှာတဲ့ဟိုပြုတ်ဝင်လင်းလင်းရှင်းရှင်းလင်းလင်းဖော်ပြထားပြီးသားလို့ပြောပါတယ်အဲ့ရှောက်လာစာရွက်ကိုကျွန်တော်လေ့လာကြည့်ရတဲ့အချိန်မှာကျွန်တော်စီကိုရောက်လာခဲ့တာစာမျက်နှာ1ပဲရောက်လာခဲ့တာပါ ။စာမျက်နှာနှစ်ကြမ်းမှငွေ6သိန်းဆိုတာပါနေတယ်။အဲဒီစာမျက်နှာနှစ်ကကျွန်တော်လုံးဝမပေးခဲ့ပါဘူး။အဲဒီအတွက်ငွေ6သိန်းဆိုတဲ့ကိစ္စကကျွန်တော်လုံးဝမသိခဲ့ရပါဘူး။ဒီ TV အစီအစဉ်ဒီ channel ကနေပြီးတော့အခုဒီစာနယ်ဇင်းရှင်းလင်းပွဲကိုကြည့်နေကြတဲ့ပရိသတ်တွေအားလုံးကိုကျွန်တော်ဒီနေရာကနေတရားဝင်ပြောပါရစေ။ကျွန်တော် internet ပေါ်မှာဘယ်လောက်ပဲပြောနေပေမဲ့လည်းမြန်မာနိုင်ငံရဲ့ internet သုံးဆွဲမှုအနေထားအရဒီ channel တွေနဲ့ billboard တွေကိုမမီသေးတဲ့အတွက်ဒီနေရာကနေတရားဝင်ထပ်ပြီးပြောရခြင်းဖြစ်ပါတယ်။နှင်းစီဇာကရာဇာကာနဲ့ပတ်သက်လို့ ကျွန်တော်ဟာဒါရိုက်တာအဖြစ်နဲ့တရုတ်ဆောင်ရွေးချယ်ပွဲမှာဒိုင်းလူကြီးအဖြစ်နဲ့လက်ခံဆောင်ရွက်ပေးဖို့အတွက်လက်ခံခဲ့ရုံကလွဲပြီးတော့တရုတ်ဆောင်တင်တန်းဆိုတာတွေငွေ၉သိန်းကျပ်စီယူတယ်ဆိုတဲ့ကိစ္စတွေဟာကျွန်တော်လုံးဝကြိုတင်တိခဲ့ခြင်းညှိနှိုင်းခဲ့ခြင်းအပေးယူလုပ်ခဲ့ခြင်းလုံးဝမရှိပါဘူးကျွန်တော်သာ စောကြီးတဲ့ကတိခဲ့ရင်အစောကြီးတဲ့ကတားခဲ့မှာပါကျွန်တော်ဘယ်တော့မှအလိုမျိုးလုပ်ခဲ့တဲ့အတားကလည်းမရှိပါဘူးကျွန်တော်ဇက်ကားမှာရိုက်ဖို့အတွက်ကျွန်တော်နဲ့ရိုက်ခွင့်ရဖို့အတွက်ငွေ၉သိန်းလည်းမလိုပါဘူးကျွန်တော်နဲ့လက်တွဲဖို့အတွက်အရေးချင်းပဲလိုတာပါ အဲ့ဒါကိုတရုတ်ဆောင်ဝါသနာရှင်လူငယ်လေးတွေနဲ့တကွာမြန်မာနိုင်ငံလုံးကပြည်သက်တွေအားလုံးကိုလေးလေးနက်နက်ပြောရှင်းပါတယ်